အားလုံးပဲမင်္ဂလာပါညကောင်းဆက်တဲ့ရင်ချင်မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့စစ်ကောင်စီကအခုကရင်ပြည်နယ်ဘက်ကိုဇက်တိုက်ပုံကျဲမှုနဲ့ပတ်သက်ပြီးနဏအောင်ပြောလာရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာနဏအောင်ကစစ်ကောင်စီကဘာကြောင့်ဒီလိုတွေဇက်တိုက်ပုံကျဲနေတယ်လဲဆိုတာကိုပြောဆိုထားပါတယ်အားလုံးလည်းဝင်ရောက်ကြည့်ရှုပြီးတော့လေးလာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ရင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ င်းမဲ့မင်္ဂလာပါနော်။သွားရင်လာရင်နဲ့သွားရင်လာရင်နဲ့ပြောရမယ့်စကားလေးတွေပါ။ကျွန်တော်တို့ဒီရန်သူကကျွန်တော်တို့ဘက်ကိုနေရာတိုင်းမှာပေါ့ပုံကျဲလေးနဲ့အဲအခုတချို့နေရာဒေသတွေမှာလည်းပပဆဆလောက်နေတာတွေ့ရတယ်။မိဘပြည်သူတွေအနေနဲ့တော်လန်သတိရှိကြပါ။အဲပြီးတော့အထူးသဖြင့်အညာဒေသအတွက်သတိထားကြပါအညာဒေသအတွက်နော်။ကရင်ပြည်နယ်မှာတော့ နေရာဆုံးမှာတိုက်ပွဲတွေဖြစ်နေတယ်အကူကြီးခက်ခဲတယ်လည်းအများကြီးလိုအပ်တယ်ကျွန်တော်တို့ဒီနေဆက်ကုံသွေးရေးနဲ့ပတ်သက်ပြီးတော့အဲရဟန်းကိုစိုးရိမ်နေတဲ့မင်းအောင်လိုင်အုပ်စုကိုကျွန်တော်တို့မြောက်ပိုင်းအဖွဲ့တွေကနေပြီးတော့လမ်းဖွင့်ပေးလိုက်တယ်တရုတ်ရဲ့ကုံသွေးမှုတွေအားလုံးကလည်းအဲအမေရိကန်ရဲ့ရက်ဆက်မှုတွေကြောက်ပေါ့နော်အမေရိကန်ရဲ့အရေးပိတ်ဆို့မှုတွေအခွန်တိုးကောက်မှုတွေကြောက်တရုတ်ရဲ့ကုန်သွယ်ခွင့်တွေကလည်းပိတ်ဆို့သွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်တို့တရုတ်ကဘာလို့မလဲဆိုတော့ကချင်ဒေသနဲ့ဒီရှမ်းမြောက်ဒေသပေါ့အဲအဲ့ဒီတော့ကသူအဲတအားကြီးတိုးပြီးတော့ကတ်လာနိုင်မယ့်အခြေအနေရှိတယ်နော် ကျွန်တော်ပြောချင်တာအများကြီးပါဒါလမ်းပေါ်မဟုတ်တော့တိတ်အဆင်ပြေလို့အဲ့တော့ကျွန်တော်တို့ကဘာပြောချင်တာလဲဆိုတော့ရန်သူဘက်ကနေကျွန်တော်တို့ဟိုဒီဒီတိုက်ကတ်ထားတာ၄လပိုင်းကနေစပြီးတော့ဒီ April ကနေစပြီးတော့ကျွန်တော်တို့ဒီ6လပိုင်းအထိကို၄ချောင်းရံပတ်ပတ်ဆက်ဆက်ချတာအဲ့တော့ဟိုတချို့နေရာတွေမှာမီဒီယာတွေပြောချင်တာကကိုလေရင်နဲ့ဘုံကျဲခံရတဲ့ဒေသတွေမှာတချို့ပြည်သူလူထုတွေကိုလည်းပြောချင်တယ်ကျွန်တော်တို့ကတော့အားလုံးသိစေဖို့ပြောပေမဲ့အဲကျွန်တော်တို့ဘယ်လောက်ထိခိုက်ပါပါတယ်ဘယ်လောက်ကြဆုံးပါဘယ်လောက်သေပါပါတယ် ရဲဘော်တွေဘယ်လောက်ထိပါလဲပြည်သူတွေဘယ်လောက်ထိပါလဲလို့ပြောတဲ့ဟိုကရန်သူဘက်ကိုကျွန်တော်တို့ကတသိန်းပေးသလိုဖြစ်သလိုရန်သူကလည်းသူ့ရဲ့တိုက်ခတ်တွေဘယ်လောက်ထိထိရောက်တယ်ဆိုတာကိုသူ့အနေနဲ့တွက်ဆလို့ရတယ်သူ့အနေနဲ့တွက်ဆလို့ရတယ်အဲ့တော့အဲမန္လေးတိုင်းဒေသကြီးတော်တော်များများကအခုချခံရတယ်ဟိုကရင်ပြည်နယ်တော်တော်များများချခံရတယ်ကျွန်တော်တကယ်တမ်းဆိုလို့ရှိရင်ကော့ဂရိတ်ချစ်ပွဲကအဲဖြစ်စရာအကြောင်းမရှိသေးဘူးကော့ဂရိတ်ချစ်ပွဲကတော့အမှန်မှန်6လပိုင်းမှာကျွန်တော်တို့ကလောက်ရမှာဒါပေမဲ့ဒီပြည်သူလူထုတွေမသိတဲ့တော်လိုင်းအင်အားစုကျွန်တော်တို့ဒီကရင်ပြည်နယ်ဘက်မှာရှိတဲ့တော်လိုင်းအင်အားစုတွေပဲသိတဲ့ ဂျန်သူဘက်ကနေပြီးတော့ကျွန်တော်အင်အားဖြည့်တင်းမှုတွေရှိလာတယ်အင်အားထိုးပေါက်မှုတွေရှိလာတယ်ကျွန်တော်လက်ဖက်ကြရင် line တော်တော်ကောင်းမှုအစီအစဉ်ရှိတယ်အဲ့ကြမှာကျွန်တော်အဲကျွန်တော်ဒီတော်လန်ရေးရဲ့ဖြစ်နေဖြစ်တည်နေတဲ့အခြေအနေတွေကိုကျွန်တော်ပြပြမယ်နော်အခုဒါကျွန်တော်လမ်းမလမ်းပါနော်ကျွန်တော်လမ်းပါအဲ့တော့ဟိုပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဒီလက်ရှိအဲဒီရန်သူဘက်ကနေပြီးတော့ရွေးကောက်ပွဲအတွက်ကိုမဖြစ်မနေသူလေချောင်းရယ်နဲ့ပပဆက်ဆက်ကိုချဖို့ရှိတယ်ပပဆက်ဆက်နဲ့ချဖို့ရှိတဲ့အတွက်ကျွန်တော်တို့သတိကြီးကြီးထားရမယ်အကိ တော့ကျွန်တော်တို့ဒီတော်လန်ရေးအင်အားစုတွေအနေနဲ့ကျွန်တော်သတိပေးချင်တာသတင်းမီဒီယာအနေနဲ့လည်းသတင်းတွေကိုတတ်နိုင်ဆုံးထင်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 းလုပ်ပေးကြဖို့အခု line ပေါ်မှာသူမင်းဘူးကိုကျဲတယ်မင်းဘူးကိုကျဲတယ်တပိတ်ချင်းကိုကျဲတယ်ဟာလာဟိုနေရာကျဲတယ်ဒီနေရာကျဲတယ်ပေါ့ဗျာအဲကင်းပြည်နယ်ကသတင်းကတော့နည်းနည်းပါးပါးတက်လာတာတွေ့တယ်ဒါပေမဲ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာတိုင်းဒေသတိုင်းနေရာစုံဒေသစုံမှာတိုက်ပွဲတွေပြင်းထန်နေတယ်အဲကျွန်တော်တို့လက်ဖန်ကြရင်လက်ဖန်ကြရင်ကျွန်တော် live ကောင်းကောင်းပြောပြမယ်အဲအကုန်လုံးဒီ line ကမိတီချမ်မိတီချဖြစ်နေတဲ့ခါကျတော့အဆင်ပြေဘူးနော်အဲ့တော့ ကျွန်တော်တို့ပြည်သူလူထုတွေအားတင်းထားကြပါအတတ်နိုင်ဆုံးအားတင်းကြကြပါဒီ2025နှစ်ကမင်းအောင်နိုင်အတွက်နောက်ဆုံးနှစ်ဖြစ်တယ်လို့ရန်သူရဲ့အခြေအနေမိမိရဲ့အခြေအနေကိုကျွန်တော်တွက်ပြမယ်ရန်သူကအရန်ကိုစိုးရိမ်လာတဲ့အချိန်ကျရင်ပပဆက်ဆက်ကိုရုပ်ပါမယ်ရရအခက်ခဲကြက်တဲ့တန်တမန်နီးလန်းအရာကျွန်တော်တို့အင်အားစုတွေပေါ်မှာပြည်သူလူထုရဲ့စိတ်ဓာတ်တွေကြဆင်းအောင်အရင်ဆုံးလုပ်မယ်တော်လင်းအင်အားစုတွေရဲ့စိတ်ဓာတ်တွေကြဆင်းအောင်နော်ကြဆုံးအောင်အရင်လုပ်မယ်ပြီးလို့ရှိလို့ရှိရင် तू ကညှိနှိုင်းဆောင်ရွက်ဖို့ငញ្ញញ៉ៃအေးအေးစကားတွေ तू ပြောလာမယ်ရွေးကောက်ဝယ်နေအာကျွန်တော်တို့သတိချက်ခံမယ် အဲဟုတ်ပြောပြီဟာကိုမတို့ဟာကိုမတို့ပါလာပြီကွာကိုမတို့ပါလာပြီကဲအားလုံးကျေးဇူးတင်တယ်လက်ဖက်ကျွန်တော်ပြောတော့မယ်ဗျာနော်အဟိုဒါအချိန်မရှိသေးလို့နော်အားလုံး